ားလုံးပဲမင်္ဂလာပါဗျာ silent သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖန်တီးရတော့စစ်ကောင်စီကကျင်းပမိရေကောက်ပွဲကပြည်သူလူထုအတွက်လားစစ်တပ်အတွက်လားဆိုတာကိုဖြေရှင်းလာတဲ့အဘာသမီပုဒ်မာရုပ်သံမီတို့ဘာတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီနေ့မှာအဘာသမီပုဒ်မာအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေပါမေးကြပါဦးခင်ဗျာအားလုံးကိုလည်း silent သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဖွဲ့ဒီလက်ရှိနိုင်ငံရေးအကျက်တဲ့အတွက်တခုတည်းသောထွက်ပေါက်ဖြစ်သည်လို့အားလုံးကပြောဆိုကြတယ်။ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာပြည်သူလူထုအတွက်ထွက်ပေါက်လားအနာဆန်ကအစိုးရအတွက်ထွက်ပေါက်လားကျွေးနွေးတုံ့တင်ပြပေးပါမယ်။အများသူကအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကို comment မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ဒီ comment တွေကနေပြီးတော့မှအကျိုးအကြောင်းစီလျော်ပြီးတော့အများသူကအတွက်ဘ ഹു တုဒရဆရာ comment YouTube က comment ဆယ်ခု TikTok က comment ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ဖြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံး ဒီကြောင့်ရာကိုမဖြစ်မနေပြောဖို့လိုအပ်လာတယ်ဘာကြောင့်လဲစီလုံတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုရယ် UN တွေကခေါင်းဆောင်တယောက်ကပြောဆိုမှုနာဆာကဆိုရဟာတဲ့ရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအ short တင်လို့ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင်အ short တင်လို့ပြီးပြုပြင်နေခြင်းဟာတိုက်ခိုက်မဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွတ်ဆွဲပြောဆိုထားတယ်ဆိုတော့ပထမဆုံးကျမတို့ နံပါတ်1အနေနဲ့မေးခွန်းထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုရေးခဲ့လို့ရတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူလူထုထံမှရှိသည်ပြည်သူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီအဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တက်တဲ့အဖြစ် ပြနိုင်နဲ့ပြရုံထပ်ပြောပါမယ်နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့စကားရဲ့အတွက်တက်တေပြเสียတခုလဲတော့ထွက်ပါဒါကြောင့်မို့ကျွန်မတို့ပြည်သူတွေကမိမိတို့တင်မြောက်လိုက်တဲ့အစိုးရတည်းရရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးအောင်မှနော်လွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတည်းအဖြစ်မောင်းနှင်ကြတယ်။ဒါကြောင့်မို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတဲ့ပွဲတာဖြစ်ပါတယ်။ ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှဆင်းတက်ပြီးတော့နိုင်ငံတော်လုံးမှာတည်တယ်ဆိုတာကိုတက်တည်ပြရတဲ့အပွဲပဲဒါကြောင့်မလို့ဥပမာကျွန်တော်ပြည်မျိုးမှာဗာကြည့်ပါရေးပြည်မျိုးမှာရှိတဲ့စီးပွားရေးတိုးတက်ရေးစသည်ဖြင့်မိမိပြည်မျိုးမှာရှိတဲ့ပြည်သူလူထုရဲ့အရေးခင်းတွေကျွန်တော်ဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတဲ့အိမ်တယောက်အစည်းအဝေးဖိတ်ခေါ်ပြီးတော့ကျွန်တော်အစည်းအဝေးကျင်းပလို့ရတယ်သို့တော့ပြည်ခရိုင်ဖြစ်သွားပြီဆိုရင် ပြီးခရိုင်အဆင့်မှာစီးပွားရေးလုံးမဲ့ဖွံ့ဖြိုးတိုးတက်ရေးလုံးမဲ့ကျန်းမာရေးပညာရေးလုံးမဲ့ဆိုရင်ရက်ကွက်တဲ့အတွက်ကိုစားပြုကိုစလဲတယောက်ရက်ကွက်နှစ်တဲ့ကိုစလဲတယောက်ရက်ကွက်သုံးအတွက်ကိုစလဲတယောက်ဆိုပြီးကိုစလဲတွေရွေးချယ်တင်မြောက်ရတယ်။ပြီးခရိုင်အဆင့်မှာပြီးသူလူထုရဲ့အရေးကိစ္စအတွက်ဆွေးနွေးဆုံးဖြတ်တော်မယ်အခါတဲကမျိုးနယ်ကကိုစလဲဘယောက်ပေါင်းနယ်မြို့နယ်ကကိုစလဲဘယ်နှယောက်ရွှေတောင်မြို့နယ်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့မြို့နယ်အစဉ်ကိုစလဲတွေကျင်းပရတယ် ဒါခရိုင်စင်ဟုတ်ပြီဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးအဆင့်အနေနဲ့ဘကိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရိုင်ရကိုစလဲပနေရောက်တာယာဝတီခရိုင်ကပြည်ကိုစလဲပနေရောက်တောင်ငူခရိုင်ကကိုစလဲပနေရောက်ညောင်လေးရင်ခရိုင်ကကိုစလဲပနေရောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုစားကိုစလဲတွေရွေးချယ်ပြီးတော့တိုင်းဒေသကြီးအဆင့်အနေနဲ့ ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြန်မာနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာဘကိုးတိုင်းကဘယ်နှစ်ယောက်မနေ့လေးတိုင်းကဘယ်နှစ်ယောက်မကွေးတိုင်းကဘယ်နှစ်ယောက်ရန်ကုန်တိုင်းကဘယ်နှစ်ယောက်ဆိုပြီးပြည်သူတွေကကိုစားပြုအနေနဲ့ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျွန်တော်မြန်မာနိုင်ငံကိုလည်းဒါကြောင့်မလို့ The Republic လို့ခေါ်တာ။အဲ့ဒီဖြစ်စဉ်က The Republic အဲ့ကနေပြည်သူတွေကနော်ငါတို့အတွက် ငါတို့ဘကိုးတိုင်းဒေသကြီးမှာငါတို့တွေ agent ဆိုတာတင်းရဲ့ agent ဆိုတာလောက်ကိုင်းရှာဖွေစားတောက်ခြင်းနဲ့ငါတို့ဘကိုးတိုင်းဒေသကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပအောင်နှိမ်သိမ်းပေးပါတရားဥပဒေစိုးမိုးအောင်လှုံ့ဆော်ပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအေးအေးယူပေးပါဒီတွက်ငါတို့ကမင်းကိုအရှိုးရအဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွင့်အငွေတွေဆက်ပါမယ်အဲ့ဒီဖြစ်စဉ်ကို state of nature လို့ခေါ်တယ် အဲ့ဒီကနေပြီးမှကိုစလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်။မောင်ဖြူကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါရခင်ဗျာ။မောင်နီကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါရခင်ဗျာ။အဲ့ဒီဖြစ်စဉ်သည်လေကျမတို့ဆိုလို့ရှိရင်ဒါလက်ရှိအများသူငါပြောမယ်ဆိုရင်ဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါတယ်။ Popular Sovereignty တတိယအဖြစ်ဒီမိုကရေစီလို့ခေါ်တယ်။ဒါကြောင့်မို့ဖေကောက်ပွဲတည်ပြည်သူမှာအာဏာရှိတယ်ဆိုတာကိုတက်တေပြရပွဲတာဖြစ်တဲ့ရှင်တို့လက်ထက်မှာရှိတယ်အာဏာကျမတို့လက်ထက်မှာရှိတယ်အာဏာကိုအလွဲသုံးစားမဖြစ်စေနဲ့အလတ်ဟတ်တက်မဖြစ်စေနဲ့ လက်ရှိမှာခလားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့အုပ်ချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းထွက်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ကျမတို့ဒီချက်ကိုရင်ပတ်ထဲမှာထည့်ထားဖို့လိုအပ်တယ်။ လက်ရှိမှာနိုင်ငံတဝန်းလုံးမှာလက်နက်ကိုင်ပြည်ပခဖြစ်နေတယ်ပြည်သူလူထုဟာစစ်ရဲ့ဆိုးဆိုးတွေကိုခါးစည်းပြီးခံရတယ်ဒါကြောင့်မပြည်သူတွေအားလုံးရဲ့ရှင်ထဲမှာတခုလဲသောဆန္ဒတွေရင်းချမ်းမှုငါတို့တွေငြင်းငြင်းချမ်းချမ်းနေချင်းပြီးငါတို့စစ်ပွဲကြီးအမြန်ပြီးချင်ပြီးငါတို့တွေငြင်းငြင်းချမ်းချမ်းနဲ့လောက်ကိုင်ရှာဖွေစားတော့ချင်ပါပြီဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒဒါဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငြင်းချမ်းရေးကိုငြင်းချမ်းမှုကိုဘယ်လိုတည်ဆောက်ကြမလဲအားလုံးကညီညွတ်မှုနဲ့တာငြင်းငြင်းရေးကိုတည်ဆောက်ရအဲ့ဒီညီညွတ်ချင်းကိုငါတို့ဘယ်လိုရမလဲတိုင်းသားအားလုံးလိုချင်နေတဲ့ အမျိုးသားတန်းတူခွင့်ကိုပေးနိုင်မှသာလေညီညွတ်မှုပြ။အမျိုးသားတန်းတူခွင့်ကိုမပေးနိုင်သေးဘူးဘတော်မှညီညွတ်မှုမရဘူး။အဲ့ဒီအတွက်အမျိုးသားတန်းတူခွင့်ကိုပေးလိုက်မယ်တိုင်းရင်းသားတွေညီညွတ်ပြီးဟဲ့တိုင်းရင်းသားတွေညီညွတ်တဲ့နေ့ဟာငြိမ်းချမ်းရေးရတဲ့နေ့ပဲ။အဲ့ဒီအမျိုးသားတန်းတူခွင့်ကိုဘယ်လိုပေးမလဲ။တိုင်းရင်းသားတန်းတူခွင့်ကိုဘယ်လိုပေးမလဲ။တနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဘယ်လိုပေးမလဲ။တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနယ်တည်လျော်သောဖက်စည်းပုံခြေကောင်းဥပဒေတည့်ရက်နဲ့အုပ်ချုပ်ခြင်း ချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထုရေမြေတောတောင်အနေထားလေးပေါ်မေရောက်တယံဇာတာအဲ့ဒီမှာရှိနေတဲ့လက်နက်ကင်အဖွဲ့စီအားလုံးနဲ့တင့်လျော်တော့ဖွဲ့စည်းပုံရှေ့ကဥပဒေနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ဖို့အတွက်မျိုးသားဒန်းတူခွင့်နဲ့ပေါ်ပေါက်ဖို့အတွက်တခုရတော့ထပ်ပေါက်ပြီးရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တဲ့ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တဲ့ရွေးချယ်လိုက်မှစစ်ဖက်ရပ်ဖက်ဆက်ဆံရေးပေါ်လာမယ် ဖြစ်ပြမယ်နော်ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတည်းကထွက်လာတယ်အဲ့ဒီလိုထွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့လွှတ်တော်ရဲမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတိုက်တွေ့မှာစစ်ဖက်ရက်ဖက်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရက်ဖက်ဆက်ဆံရေးဆိုတာလူပိန်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရဲသားပြည်သူတွေလက်နက်ကိုင်အဖွဲ့တွေထားကဆက်ဆံရေးမဟုတ်ဘူးစစ်ဖက်ရဖဆက်ဆံရေးဒီပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအရက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှဆွေးနွေးကြမယ် ဆုံးဖြတ်ကြမယ်လွှတ်တော်မှာအခြေအတင်အပြန်အလှန်ဆွေးနွေးပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ကိုပိုင်ပြားထမ်းခွင့်ကိုပေးမယ်တိုင်းရင်းသားတွေလိုချင်တဲ့ဓာတ်လူခွင့်ကိုပေးမယ်တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုကချင်ပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းချင်းပြည်နယ်မှာချင်းပြည်နယ်ဝန်ကြီးချုပ်ကိုချင်းပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းကယားပြည်နယ်မှာကယားပြည်နယ်ဝန်ကြီးချုပ်ကိုကယားပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းပုံမှန်261ပြင်ဆင်ခြင်းဆိုတာဖြစ်လာမယ်ဒါကြောင့်လို့ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်လို့ကျွန်တော်မဟုတ်ဘူးမဟာဒေကာဆိုလိုခြင်းဖြစ်တယ် ားလုံးကတိုင်းရင်းသားတွေကပြည်နယ်ဝင်ချီချုပ်ကိုပြည်နယ်လွှတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်နှစ်ချောင်းတစ်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်းလူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လှမ်းပဲပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဝင်ကြီးချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလေကချင်ပြည်နယ်လွှတ်တော်တွေမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်ပြည်ပြည်နယ်လွှတ်တော်တွေမှာလည်းပါနေတယ်။ချင်းပြည်နယ်လွှတ်တော်တွေမှာလည်းပါနေတယ်။ရခိုင်ပြည်နယ်လွှတ်တော်တွေမှာလည်းပါနေတယ်။ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးကပြောစရာကြီးဖြစ်လာတယ်။နောက်စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်။တကယ်တော့အမှန်တကယ်လုံးရမှာငကဲ့နိုင်ငံရေးတမတွေလုံးရမှာက စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လုပ်ရမှာမဟုတ်ဘူး။တိုင်းရင်းသားတဲ့အနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့အနိုင်ခံရေးယုံကြည်မှုကိုတည်ဆောက်ရမှာဖြစ်တယ်။စစ်တပ်နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူး။ကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့အနိုင်ခံရေးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတည်ဆောက်ရမယ်။ဒါဆိုရင်တိုင်းရင်းသားတွေကပြည်နယ်တွေမှာမဲပေးရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာနော်25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါင်းမလားတို့ဒီမှုကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါင်းမလားဆိုတဲ့ရွေးချယ်စရာတို့တို့မှာရှိလားတဲ့ 路嘛越拆越稀烂耶，大张公路、二里公路，那是我家跟那八里路、八里路、八里路说了几个那让学弟、学弟路，那让学长、那让学长公路，带你嘛？旁边有两万五说了几路北路段，路北路段，那社区边上是个弄只古荡片片。俺们那个马荣话，二里南岸一八里地，南岸一他妈的过来啊！单烟单停的，雄起木像啊，雄起木像啊，地少难清，没学着那片的。 ထပ်ပြောပါမယ်စက်တမ95ရာခိုင်နှုန်းပါနေလို့သူ့တော်မှ95ရာခိုင်နှုန်းပါနေလို့2000ရှစ်ချေဦးကြောင်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့2000ရှစ်ကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်ဆိုတော့ ဈာရင်အများကြီးပြောရင်ပိုးပါလိမ့်မယ်ကျမရဲ့ရွေးချက်ဆိုလိုချက်ကိုနားလဲသဘောပေါက်လိမ့်မယ်လို့ထင်တယ်ရွေးကောက်ပွဲဆိုတာရှင်တို့တွေကျမတို့မှာရှင်တို့မှာကျမတို့မှာအာနာရှိတယ်အဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလယ်ဟတ်တန်မဖြစ်အောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်ကောင်းစင်လေးရတော့ဓမ္မနဲ့အတ္တမဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်နှစ်တုံးကြာနှစ်တင့်တော့ပါမြန်မာပြည်မှာခေတ်စားနေတဲ့ခေတ်စားလာတဲ့ကောင်းစင်လေးတစ်ခုပေါ့ဗျ ဒီနေ့ဒီအချိန်လေးရောက်လာတဲ့အချိန်မှာတော့ဘသူတွေကဓမ္မလဲဘသူတွေကအတ္တမအလုပ်တွေကိုလုပ်နေကြတာလဲဆိုတာပုံမှန်အုံနောက်ရှိတဲ့လူတွေအနေနဲ့စဉ်းစားလို့ရပါပြီတွေးကြည့်လို့ရပါပြီမြင်ကြည့်လို့ရပါပြီကျွန်တော်တို့တိုင်းပြည်မှာခေပေါင်းများစွာစနစ်ပေါင်းများစွာဖြတ်တန်းခဲ့ကြရပါတယ်မဆာလာခေ နဝတခေနာပါခေဥသိစေခေအနရိခေလက်ရှိနာသကခေပေါ်ပါတယ်ခေပေါင်းများစွာဖြတ်တန်းခဲ့ကြရတဲ့ကာလတစ်လျှောက်အမုန်းတရားတွေကဘယ်အချိန်မှစပြီးတော့ပေါ်ပေါက်ခဲ့လဲဆိုတော့အနရိပါတီအာနာမယခေဥသိစေဆိုရဖြစ်မှလည်းကအမုန်းတရားတွေစပြီးပေါ်ပေါက်လာခဲ့ပါတယ်ဘယ်အဖွဲ့အစည်းပေါ်ကိုမုန်းခဲ့ကြတာလဲဘယ်အဖွဲ့အစည်းကိုမုန်းအောင်လုပ်ခဲ့ကြတာလဲဆိုတော့ တိုင်းပြည်နဲ့လူမျိုးကိုအကာအကွယ်ပေးနေတဲ့တက်မလို့ဆိုတဲ့အဖွဲ့အစည်းကိုမျိုးစစ်လူငယ်တွေစာမဖတ်ကြတဲ့လူတွေမုန်းလာအောင်မချစ်အောင်စနစ်တကျနဲ့ဖန်တီးခဲ့ကြပါတယ်။မြေတုံညာမြစ်တဲ့အာဏာထိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ဓမ္မကြီးအဓမ္မကြီးဆိုတဲ့ဩဟာရတရားခေစားကြပါတယ်။တရားတဲ့သူသားနိုင်ကြီးဆိုတဲ့စောင့်မှုလေးတော့ပေါ်ခဲ့ပါတယ်။ လာပြီကြာလာတယ်နှစ်ပြီဖြစ်လာတယ်တစ်နှစ်ကနေနှစ်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 ကနေသုံးနှစ်ဖြစ်လာတဲ့အချိန်မှာဘယ်သူတွေရဲ့လုတ်ရက်ကဓမ္မဖြစ်နေတယ်ဘယ်သူတွေရဲ့လုတ်ရက်ကအတ္တမဖြစ်နေတယ်ဆိုတာကိုယ်ကိုယ်ပြပြမြင်လာကြရပါတယ်တမရုံမချစ်လို့ရပါလေတမရုံကိုမုန်းလို့ရပါတယ်ဘိုးကျော်မှုကြီးမင်းအောင်လိုင်းကိုလည်းမုန်းခွင့်ရှိပါတယ်မုန်းလို့ရပါတယ်မုန်းတဲ့အကြောင်းလည်းပြောလို့ရပါတယ်ကျွန်တော်တို့တမရုံကိုထောက်ခံတဲ့သူတွေကြားမှာ တက်မတော်ချစ်သူတွေရဲ့ကြားမှာတက်မတော်ချစ်သူတွေရဲ့အနားမှာတက်မတော်မကောင်းကောင်းပြောလို့ရပါတယ်တက်မတော်ကိုမုန်းတယ်ဆိုတဲ့အကြောင်းပြောလို့ရပါတယ်ကျွန်တော်နားထောင်ပြီးနေမှာပါဒါပေမဲ့ PDF ကြီးဆိုးတဲ့နေရာ PDF အများပြားရှိနေတဲ့နေရာမှာတက်မတော်ကိုချစ်ပါတယ်ဆိုတဲ့အကြောင်းတက်မတော်ကြီးကိုဝင်းရထောက်ခံပါတယ်ဆိုတဲ့အကြောင်းပြောလို့မရပါဘူး တောင်းကျန်သူတွေအကြမ်းဖက်တွေကြွေးကြော်နေကြတာကဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာစေဖို့လို့သူတို့တွေကကြွေးကြော်နေကြတယ်။သို့တော့လက်ရှိအခြေအနေအထိသူတို့တွေလောက်ရဟာဒီမိုကရေစီစန္ဒလာမင်းမဲ့စရာစန္ဒလာအကြမ်းဖက်လောက်ရတယ်လားဆိုတာခြေခြေမြင့်မြင့်လေ့လာကြည့်သိနိုင်ပါတယ်။ကမ္ဘာလို့ဆိုတာစီနဲ့ကန်နဲ့ဥပဒေနဲ့စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုပါ။ တက်မလို့ကိုမချစ်ဘူးပြောရုံတက်မလို့ကိုမကြိုက်ဘူးပြောရုံတက်မလို့ကိုမုန်းတယ်လို့ပြောရုံနဲ့တက်မလို့သားလေးအနေနဲ့ပြောတဲ့သူကိုခုတ်တက်တပြက်เสียအကြောင်းမရှိပါဘူးလုံလို့လည်းမရပါဘူးသို့တော်များလည်းတက်မလို့ကိုချစ်ပါလေတက်မလို့ကိုဆောက်ခံပါလေတက်မလို့သားဖြစ်ခဲ့ဘူးပါလေတက်မလို့သားအနေနဲ့ပတ်သက်ပါလေအစိုးရဝန်ထမ်းဖြစ်ပါလေဆိုတဲ့တတ်မှတ်ချက်လေးနဲ့တက်ခံရတယ် လူကြီးတစားစီအခုတ်ခံလိုက်ရတဲ့လူကြီးကြွေလွဲ့သွားကြရတဲ့အသက်တွေအများကြီးရှိပါတယ်အဲ့ဒီလိုမျိုးလောက်ရက်တွေကိုဘသူတွေကလုံနေတာလဲဆိုရင်ဓမ္မဘတ်တော်သားတွေပါဓမ္မဘတ်တော်သားတွေပါသူတို့ကိုသူတို့ကြွေးကြော်နေကြတယ်ဒီမိုကရေစီကိုလိုချင်လှပါတယ်ဆိုတဲ့ရဲရဲတောက်တွေဘက်ကပဲလုံနေကြတာပါအဲ့ဒီတော့ဓမ္မဟာဘာတူလဲ ဲ့ဓမ္မဟာဘယ်သူလဲဘယ်သူတွေရဲ့လောက်ရာဓမ္မဆန္ဒလဲဘယ်သူတွေရဲ့လောက်ရာအဲ့ဓမ္မဆန္ဒလဲဆိုတာဒီအချိန်မှာအတော်များများလဲကိုကိုပြပြသိလာကြပါအဲ့ဓမ္မဆန္ဒဘက်မှာတွားရက်မိမယ်ဆိုရင်အဲ့ဓမ္မဆန္ဒဘက်မှာရက်နေတဲ့လူတွေများမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကြီးဟာနောက်ထပ်နှစ်ပေါင်းများစွာစင်ရမှုဒဏ် ီးဖက်စစ်ကဒံကိုခံရရအောင်ပါဒါကြောင့်မို့စဉ်းစားရင်ရှိတဲ့လူတွေအတွေ့အကြုံရှိတဲ့လူတွေအနေနဲ့ဓမ္မဘတ်တော်သားတွေဖြစ်အောင်ဓမ္မဘက်မှာရည်တည်ပေးကြပါတက်မလို့အကြောင်းကိုတည်တည်ချာချာသိအောင်နေလာပြီးတက်မလို့ကြီးကိုကြစ်ခင်ဝင်းရန်ထောက်ခံပေးကြပါကျွန်တော်အနေနဲ့လေးစားစွာတိုက်တွန်းအပ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တိုင်းပြည်မှာဖြစ်နေတဲ့တည်တဲ့ကြည်တဲ့ထိခိုက်ဒဏ်ရာရတဲ့ဖြစ်တည် 小米自己弄的，按照、啊、我们技术讲对吧？没有错。